ချင်းပြည်နယ်ဖလန်းမြို့မှာချင်းညီနောင်ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေစားတိုက်ပွဲတွေပြင်းထန်နေပါတယ်။ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ဘင်္ဂလားဒေ့ရှ်ကရိုဟင်ဂျာဒုက္ခသည်စခန်းကိုမနေ့ကတွားရောက်ခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုကပြည်ဝင်ခွင့်ပိတ်ပင်မှုစဉ်းစားနေတဲ့အထက်မှာမြန်မာနိုင်ငံလည်းပါဝင်နေပါတယ်။ဒီအကြောင်းအနေနဲ့တူနောက်ဆုံးရသတင်းတွေကိုဒီကနေ့မနက်ခင်းသတင်းစီစဉ်မှာထုတ်ပြန်သွားမှာပါခင်ဗျာ။ ချင်းပြည်နယ်ဖလန်းမြို့မှာချင်းညီနောင်ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေဒီရက်ပိုင်းတွင်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်တုံးမှန်အဖြစ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ချင်းမျိုးသားကာကွယ်တပ်ဖွဲ့ CNDF ကပြောပါတယ်ဖလားမျိုးကစစ်ကောင်စီလက်ကျန်တပ်ခန်းခလာရ268တပ်ရင်းသိမ်းပိုက်နိုင်မှုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးဒီရက်ပိုင်းတွင်တိုက်ပွဲတွေပြင်းထန်လာတာလို့ CNDF ပြောခွင့်ရသူ Slain Tim ထုက RFA ကိုပြောပါရတယ်။ ဒီရပိုင်းတွင်လက်နက်ခဲယမ်းတွေတင်စီရမိတာစစ်ကောင်စီတပ်ကစစ်တုံးပန်းတွေထပ်ပြီးဖမ်းဆီးရမိတာတွေရှိနေပေမဲ့အရေးအတွက်နဲ့အသေးစိတ်ကိုတော့မပြောနိုင်သေးဘူးလို့သူကပြောပါတယ်။ ကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီယိုဂူဒါရက်စ်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကောက်ဆက်ပဇာမှာရှိတဲ့ဒုက္ခသည်စခန်းကရူဟင်ဂျာတွေနဲ့တောက်ကြာနေကဝါဖြေစာလို့ခေါ်တဲ့အဖီတာရီတာညနေပိုင်းဝါထွက်အစားအစာအတူစားသုံးခဲ့ပါတယ်။ဒီလိုအတူတူစားသုံးတာဟာရူဟင်ဂျာတွေကိုးကွယ်တဲ့ဘာသာနဲ့ယဉ်ကျေးမှုကိုလေးစားကြောင်တတ်သိပြတာဖြစ်တယ်လို့ပြောတဲ့အကြောင်းဘီနာမာစရင်ကမနေ့ကဖော်ပြပါတယ်။မြန်မာနိုင်ငံကနေထွက်ပြေးလာတဲ့ဒုက္ခသည်တန်းတန်းကျော်အကူအညီတွေဖြတ်တောက်ခံရတာကိုကုလသမဂ္ဂအကြီးအကဲကအထူးစိုးရိမ်ပူပန်တယ်လို့လည်းဆိုပါတယ်။ ကရင်ပြည်နယ်မြရီမြို့နယ်မဲတထော်လေးနယ် KK Park နယ်မြေတွေမှာ အွန်လိုင်းလိမ်လည်မှုတွေကျူးလွန်ခဲ့တဲ့တရုတ်နိုင်ငံသား158ယောက်နဲ့အင်ဒိုနီးရှားနိုင်ငံသား3ယောက်ကိုထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့စစ်ကောင်စီကအမေကကြေညာပါတယ်။ထပ်မံထိန်းသိမ်းခဲ့တဲ့နိုင်ငံသားတွေကိုသက်ဆိုင်ရာနိုင်ငံတွေစီကိုအ мян ဆုံးလွှဲပြောင်းပေးနိုင်ရေးဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေဆက်လက်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံကိုတရားမဝင်ဝင်ရောက်လာပြီးအွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာလုက ାଇ နေတဲ့နိုင်ငံသား6400ကျော်အခုနှစ်ဇန်နဝါရီလ30ရက်ကနေမတ်လ15ရက်နေ့အတွင်းဖော်ထုတ်ဖန်ဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုကို52နိုင်ငံကနိုင်ငံသားတွေပြည်ဝင်ခွင့်ပိတ်ပင်မှုတုံးသက်စဉ်းစားနေတဲ့နိုင်ငံတွေစီးရင်ကို ရိုက်တာကမက်စလာဆန်ကန်အနေက ဖော်ပြခဲ့ပါတယ်မြန်မာနိုင်ငံအပါဝင်9နိုင်ငံကိုချွင်းချက်အချို့နဲ့ပြည်ဝင်ခွင့်လက်ခံပေးမယ်အလဲပတ်ကျောင်းသားနဲ့အခြားအခြေစိုက်ပြောင်းရွှေ့နေထိုင်မဲ့ပြည်ဝင်ခွင့်ဗီဇာတွေဆိုင်းငံ့မှုရှိတယ်လို့ဆိုပါတယ် အီရီထရီးယားဟေတီလာအိုမြန်မာနဲ့တောင်ဆူဒန်စတဲ့နိုင်ငံတွေကိုဒုတိယအုပ်စုမှာထည့်သွင်းလိုက်တာဖြစ်ပြီးတော့ပထမအုပ်စု၁၀နိုင်ငံမှာအာဖဂန်နစ္စတန်၊အီရန်၊ဆီးရီးယား၊ကျူဘာ၊မြောက်ကိုရီးယားစတဲ့နိုင်ငံတွေပါဝင်ပါတယ်။ ဒီနိုင်ငံတွေကတော့ဗီဇာလုံးဝမရနိုင်တော့ဘူးလို့ဆိုပါတယ်တတိယအုပ်စုမှာဘီလာရုစ်ပါကစ္စတန်အပါအဝင်26နိုင်ငံကအစိုးရတွေကဂျက်60အတွင်းလိုအပ်လစ်ဟာချက်တွေကိုဖြည့်ရှင်းမှုမကြိုးစားရင်တစိ့တစ်ပိုင်းဗီဇာဆိုင်ငံ့ခံရဖို့ရှိပါတယ်ပြည်ဝင်ခွင့်ပိတ်ပင်မှုတုံးသက်စဉ်းစားနေတဲ့နိုင်ငံတွေအစဉ်ကို The New York Times ကပထမဆုံးဖော်ပြခဲ့တယ်လို့လည်းသတင်းမှာဖော်ပြပါတယ် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလုပ်တာ26ရောက်ကိုအာရခတက်တော် AAC ကနေဘင်္ဂလားဒေ့ရှ်နေသားဆောင်တက် BGB ကမနေ့နေ့လယ်ကပြန်လည်လွှဲပြောင်းလက်ခံရယူခဲ့တယ်လို့ BSS တရင်ကဖော်ပြပါဗျ။နှစ်နိုင်ငံနေဆက်မှာငါးဖမ်းနေရင်မြန်မာရေပိုင်နဲ့ထက်ကိုမတော်ဆဝင်ရောက်သွားတဲ့အချိန်မှာ AA ကသူတို့ကိုဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ငါးဖမ်းလေတွေကိုလည်း AA ကပြန်ပေးခဲ့ပါဗျ။ တရုတ်အစိုးရကဖိနှိပ်နေတဲ့ဝီဂါမွတ်စလင်အနည်းဆုံး40လောက်ကိုထိုင်းနိုင်ငံကနေတရုတ်နိုင်ငံကိုပြန်ပို့လိုက်တဲ့ထိုင်းတာဝန်ရှိသူတွေကိုပိတ်ဆို့အရေးယူလိုက်တယ်လို့အမေရိကန်နိုင်ငံသားရုံးဝန်ကြီးမာကိုရူဘီယိုကမနေ့ကကြေညာလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုဟာညှဉ်းပန်းနှိပ်စက်တာနဲ့အစာဖြောက်ရှင်းလင်းတာတွေကြုံရနိုင်တဲ့ဝီဂါမွတ်စလင်နဲ့အခြားလူနည်းစုတွေကိုအတင်းကျပ်ပြန်ပို့ဖို့တရုတ်နိုင်ငံကဖိအားပေးမှုတွေကိုဆန့်ကျင်ဖို့တန်နိုင်ထံချထားပါတယ်လို့အမေရိကန်နိုင်ငံသားရေးဌာနကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြပါတယ်။တရုတ်နိုင်ငံဟာ ဝီဂါလူမျိုးတွေကိုလူမျိုးတုံးတပ်ဖြတ်မှုနဲ့လူသားမျိုးနယ်ပေါ်ကျူးလွန်တဲ့ယာဇဝတ်မှုမြောက်တဲ့လုပ်ရက်တွေကျူးလွန်နေတဲ့အကြောင်းတွေ့ရတဲ့အတွက်ဝီဂါနဲ့အခြားလူနည်းစုတွေကိုတရုတ်နိုင်ငံကိုအတင်းကျပ်ပြန်မပို့ဖို့ကဘာရဲရဲကအစိုးရတွေကိုလည်းတောင်းဆိုတဲ့အကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမလေးရှားနယ်စပ်ကဆုံခလာခရိုင်မှာဘိန်းဗျူကီလိုဂရမ်200လောက်နဲ့စိတ်ကြွယူသွဆေးပြား2.8တန်းမနေ့ကဖမ်းဆီးရမိခဲ့တယ်လို့ဘန်ကောက်ပို့စ်သတင်းမှာမနေ့ကဖော်ပြပါဗျ။စုစုပေါင်းဘန်ငွေ118တန်းကျော်တန်မိုးရှိပြီးတော့မူရဲတဲဆောင်သူ200ကိုလည်းဖမ်းဆီးရမိခဲ့ပါဗျ။ဒါဟာနိုင်ငံတောင်ပိုင်းမှာမူရဲဆေးအများဆုံးဖမ်းဆီးရမိခဲ့တာလို့ပြောပါဗျ။ရဲစစ်တပ်နဲ့ဒေသဆိုင်ရာတာဝန်ရှိသူတွေကကြာတာပရင်းတွေကဖမ်းဆီးရမိခဲ့တာပါဗျ။ ဖမ်းဆီးရမိသူတွေရဲ့ထွက်ဆိုချက်တွေအရသူတို့ဟာအခကျင်းငွေရယူတဲ့မူရစေတဲဆောင်တွေဒါဖြစ်ပြီးတော့ပိုင်ရှင်ကအခြားတယောက်ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဒီကနေ့မနက်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ပြခဲ့တာပါ။ RFA ရဲ့စီစဉ်တွေကို RFA Barmi Spacewar စာမျက်နှာ YouTube Instagram Telegram နဲ့ RFA website စာမျက်နှာတွေမှာအချိန်နဲ့တပြည်းညီကြည့်ရှုနိုင်ပါတယ်။ကျွန်တော်ကရဲကောင်မြန်မာမှာ။